ပိုင်ဆိုင်မှုကဘလောက်မသေးကြမရေရာလဲဆိုလို့ရှိရင်တခိုးတယောက်ကကိုရှာဖွေစုဆောင်းထားတဲ့ဥစ္စာပစ္စည်းတွေကိုကိုမသိအောင်ယူလိုက်ယုံကလေးနဲ့အဲ့ဒါဟာကိုဥစ္စာမဟုတ်တော့။တရားစဉ်းစားကြည့်။ကိုမသိအောင်ယူလိုက်ယုံကလေးနဲ့ကိုဥစ္စာမဟုတ်တော့ဘူး။တချို့ဆိုရင်ဒီဥစ္စာပစ္စည်းကိုရခြင်းလို့ကိုကိုအသက်ကိုအန္တရာယ်ကိုရန်ရှာတာတောင်ရှိသေးတယ်။ဟုတ်လား။ဒါကြောင့်ပိုင်ဆိုင်မှုရဲ့အနှစ်သာရကင်းမဲ့ပုံကိုမြင်ဖို့ဘုရားလောင်းကဘာကိုထောက်ပြလဲ။ ရန်သူမျိုး၅ပါးကဖြည့်ဆည်းမယ်ဆိုရင်လွယ်လွယ်လေးပြည့်စည်နိုင်လေတဲ့အဲ့ဒါကိုဦးဇင်းကနည်းနည်းလေးပိတ်တူတွေးစရာလေးတစ်ခု ပြောခြင်းသေးတယ်ကံကောင်းလုံးလို့ရှင်မင်းမင်းခုတို့မချင်းမနဲ့တက်တော်သူရန်သူမျိုး၅ပါးကကိုယ်ပိုင်ဥစ္စာပြည့်စည်စီကိုမဖြည့်ဆည်းဘူးဆိုအောင်တောင်မှရှင်သန်မှုပြည့်စည်ပြီဆိုတဲ့အချိန်မှာကိုယ့်ရဲ့ပိုင်ဆိုင်မှုကလည်းပြည့်စည်တာပဲအဲ့ဒီအချက်ကိုတော့ဦးဇင်းတို့ဘယ်လိုမှရှောင်လို့မရဘူးဒါလေးကိုတေချာလေးစဉ်းစားသိခြင်း ပိုင်ဆိုင်မှုဆိုတာရှင်သန်မှုပေါ်မှာအဓိကမူတည်နေတာလူတွေကအဲ့ဒီချက်ကိုသိပ်ပြီးတော့မတွေးမိကြဘူးလို့ထင်တယ်ဆိုကြပါစို့ကိုကနောက်10နှစ်နေရင်သိမယ်ဆိုရင်ကိုရဲ့ပိုင်ဆိုင်မှုဝါဝါက10နှစ်ပဲလေဟုတ်တယ်မဟုတ်လား10နှစ်ပြီးတာနဲ့အဲ့ဒါတွေနဲ့ကိုနဲ့ဘာမှမဆိုင်တော့ဘူးကိုကတလနေရင်သိမယ်ဆိုရင်ကိုရဲ့ပိုင်ဆိုင်မှုဝါဝါကတလပဲတလပြီးတာနဲ့ပြီးပြီနားလေဖို့လိုတယ်နော်ရှင်သန်မှုပျက်စီးတာနဲ့ပိုင်ဆိုင်မှုလည်းပျက်စီးတယ် အဲ့လိုဆိုရင်ဆက်ပြီးတော့စဉ်းစားရှင်သန်မှုကဘလောက်ကြာကြာရှင်သန်ခွင့်ရလိမ့်မလဲလို့တိကျတဲ့ရေရတဲ့သတ်မှတ်ချက်ရှိသလားရှင်သန်မှုကအမကန်ချက်မရှိဘူးနော်ရှင်သန်မှုအမကန်ချက်မရှိဘူးဆိုတာကိုစိတ်ထဲကပိုင်ပိုင်နိုင်နေနားလည်ဖို့လိုတယ်ငါရဲ့ရှင်သန်မှုဆိုတာဘလောက်ကြာကြာရှင်သန်ရလိမ့်မယ်လို့ဆိုတာဘယ်သူမှမသိမြေအိုးတစ်လုံးရဲ့တက်တန်းဟာဘလောက်ကြာလိမ့်မယ်လို့သတ်မှတ်လို့မရသလိုပဲရှင်သန်မှုရဲ့အနေအထားဟာဘလောက်ကြာကြာလို့ဘယ်သူမှပြောလို့မရဘူး အဲ့လိုဆိုရင်ရှင်သန်မှုကပြောလို့မရဘူးဆိုရင်ပိုင်ဆိုင်မှုကလည်းပြောလို့မရဘူးလို့ဖြစ်သွားတာပဲရှင်သန်မှုကအမခံချက်မရှိဘူးအချိန်မရွေးပြည့်နိုင်တယ်ဆိုရင်ပိုင်ဆိုင်မှုကလည်းအမခံချက်မရှိတော့ဘူးနော်နားလည်ဖို့လိုတယ်ဟုတ်လားဒါကြောင့်ဘုရားလောင်းကပစ္စည်းဥစ္စာဆိုတာထင်လောက်ကြီးတန်ဖို့ရှိတာမဟုတ်ဘူးအကြောင်းပြချက်ကပါလေဖြည့်စည်းမဲ့အရာနဲ့တွေ့ရင်လွယ်လွယ်လေးပြည့်စည်သွားနိုင်တော့ အကယ်၍ဖြည့်ဆည်းမဲ့အရာမရှိခဲ့ဘူးဆိုအောင်တောင်မှခန္ဓာကိုယ်ပြည့်စည်ပြီဆိုတာနဲ့ပိုင်ဆိုင်မှုဝါဝသည်ကိုယ်အတွက်တော့ပြည့်စည်သွားအိမ်မှာတော့နေရာမပြည့်ကြံရင်ပဲပေါ့နော်နားလဲဖို့လိုတယ်ဟုတ်လားဒါပေမဲ့လို့တဲ့ဟောအဲ့ဒီဒါပေမဲ့လို့လေးကစဉ်းစားရရှိပစ္စည်းဥစ္စာကအနှစ်သာရမရှိဘူးလို့ဆိုညာတော်လည်းပဲအဲ့ဒီပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့ဆွန့်လွတ်မယ်လှူဒန်းမယ်ပြီးကမ်းမယ်ဝေမယ်မျှမယ်ဆိုရင်တော့အဲ့ဒီဒါနာကောင်းမှုသည်အလွန်တရာမှအနှစ်သာရရှိတဲ့တန်ဖိုးရှိတဲ့အရာဖြစ်သွားလေတဲ့ အတွဲလိုက်လေးသူတွေးကြည့်ရနော်ပိုင်ဆိုင်မှုနဲ့ဆွလွတ်မှုအတွဲလိုက်ကလေးသူစဉ်းစားတာပိုင်ဆိုင်မှုကအချိန်မွေးပျက်စီးနိုင်တယ်ဒါကြောင့်မပျက်စီးသေးခင်မှာဆွလွတ်မှုကလေးဖြစ်အောင်လုပ်နိုင်ရင်အဲ့ဒီအနစ်မရှိဘူးဆိုတဲ့ပိုင်ဆိုင်မှုတွေကအနစ်ရှိတဲ့အရာလေးကိုရလိုက်ရရောက်သွားတယ်လို့ပြောတာတနည်းပိဒါဘောင်းတို့ကတော့လူငယ်တွေနားလည်အောင်ပြောရမယ်ဆိုရင်ဆွလွတ်မှုမပါတဲ့ပိုင်ဆိုင်မှုတွေတံပိုးမရှိဘူးလို့ဒီလိုနားလည်ဖို့ရှိတယ်။ မြေရမသိမ့်တာမယ်ဘယ်တော့မှမပြေးဘူးဆိုရင်အဲ့ဒါဟာတန်ဖိုးမရှိဟုတ်ရလားဒါကြောင့်ပိသက်ပေါင်းတဲ့တော်ကဒါဖရာလောင်းတွေးတဲ့ပထမအတွေးပေါ့